အားလုံးမင်္ဂလာပါရှင်အဲကျွန်မတို့ပေါ့နော်ပြည်သုံးလုံးပါတီလို့လူသိများတဲ့ပြည်သူ့ရှေ့ဆောင်ပါတီကိုဘာကြောင့်မဲပေးသင့်တယ်လဲပေါ့နော်ဆိုလို့ရှိရင်ကျွန်မတို့က2025ခုနှစ်ဒီဇင်ဘာ28ရက်နေ့မှာဟိုပေါ့ရှင်အာပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲအပိုင်း1ကျင်းပမှာဖြစ်ပါတယ်အပိုင်း2ကိုတော့ဇန်နဝါရီလ2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာကျင်းပမှာဖြစ်ပါတယ်အပြီးလို့ရှင်ဒီဇန်နဝါရီလကုန်ပိုင်းလောက်မှာပဲပေါ့နော် အာကျွန်မထင်တာတော့ဟိုတတိယပိုင်းကိုလည်းကျင်းပမှာဖြစ်ပါတယ်ရှင်အပိုင်း3ပေါ့နော်အပိုင်း3ကျင်းပပြီးလို့ရှိရင်တော့ကျွန်တော်တို့အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြီးစီးမှာဖြစ်ပါတယ်ဒီအထွေထွေရွေးကောက်ပွဲကြီးမှာအာဒီမကျင်းပပေးနိုင်တာ56မြို့နယ်ရှိပါတယ်ရှင်မဲဆာနတ်နယ်အဖြစ်ပြောရင်မြို့နယ်အဖြစ်ပြောရင်56မြို့နယ်ရှိပါတယ်အဲ့ဒီ56မြို့နယ်ကတော့ဖြင့်အဲ့ဒီ56မြို့နယ်ကတော့ဖြင့်ကျမတို့ by election လို့ခေါ်တဲ့ဂျားပြတ်ရွေးကောက်ပွဲတွေမှာ အာကျွန်တော်တို့မဲပေးကြရမှာဖြစ်ပါတယ်။နော်ဒီလိုမဲပေးတဲ့အချိန်မှာဘာကြောင့်ပြည်သူ့ရှေ့ဆောင်ပါတီကိုမဲပေးတဲ့နာလဲဆိုတာကိုကျွန်မရှင်းလင်းတင်ပြနေတာ။အာဒါကတော့နောက်ဆုံးချက်ဖြစ်ပါတယ်ရှင်။အဓိကတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့တည်နေရအတည်နေရဟာအလွန်ကောင်းမွန်ပါတယ်။အပထဝီနိုင်ငံရဲ့ပထဝီစီးပွားရေးအရာအားသာချက်ရှိတဲ့အတည်နေရဖြစ်ပါတယ်ရှင်။အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ပထဝီစီးပွားရေးမဟာဗျူဟာကိုတေချာစနစ်တကျပေါ့နော်ပညာရှင်တွေနဲ့စနစ်တကျဆောင်ရွက်မဲ့ပါတီဖြစ်ပါတယ်။ ။နံပါတ်၁ကတော့အိမ်နီးချင်းဒေတာအတွင်းမှာဒေတာအတွင်းပေါ့နော်။အိမ်နီးချင်းနိုင်ငံဆိုလို့ရှိရင်တရုတ်ရှိမယ်၊အိန္ဒိယရှိမယ်၊ထိုင်းရှိမယ်၊ဘင်္ဂလားဒေ့ရှ်၊လာအိုရှိမယ်။ဒီအိမ်နီးချင်းနိုင်ငံတွေနဲ့အိမ်နီးချင်းဒေတာတွင်နိုင်ငံများနဲ့ကျမတို့ပူးပေါင်းဆောင်ရွက်မယ်အိမ်နီးချင်းနိုင်ငံရောဒေတာတွင်လို့ပြောလို့ရှိရင်ကျမတို့အာဆီယံ17နိုင်ငံပေါ့ရှိမယ်အပြီးလို့ရှိရင်ဘင်းစတက်ရှိမယ်ဒီလိုအိမ်နီးချင်းနိုင်ငံဒေတာတွင်နိုင်ငံတွေနဲ့ကျမတို့ပူးပေါင်းဆောင်ရွက်မယ်မဟာဗျူဟာကိုချမှတ်မှာဖြစ်ပါတယ် အဲပြီးလို့ရှိရင်စီးပွားရေးပေါ့နော်ဒါနေဆက်စီးပွားရေးနေဆက်ကုန်သွယ်ရေးပေါ့နော်အဲစီးပွားရေးပေါင်းကူတာတွေဆောင်ရွက်မယ်အဲဈေးကွက်တွေချိတ်ဆက်တာတွေကျမတို့ဆောင်ရွက်မယ်နေဆက်ဖြတ်ကျော်ကုန်သွယ်ရေးဝန်ဆောင်မှုပေါ့နော်ဥပမာထားပါတော့နော်ဆိုလို့ရှိရင်အခုအချိန်မှာအ အဲတရုတ်ပြည်ပေါ့နော်တရုတ်ပြည်ဟာဆိုလို့ရှိရင်ကမ္ဘာဆက်ယုံကြီးဖြစ်နေပါတယ်ရှင်တကမ္ဘာတကမ္ဘာလုံးမှာတုံးကြတဲ့လူသုံးကုန်ပစ္စည်းတော်တော်များများဟာတရုတ်ပြည်မှာထုတ်လုပ်တာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့တရုတ်ပြည်ဟာလည်းတကမ္ဘာလုံးနဲ့ကုန်သွယ်ရေးမြင့်မားတာဖြစ်ပါတယ်ရှင်အဲတရုတ်ပြည်ရဲ့ကုန်သွယ်ရေးပေါ့နော်ကုန်သွယ်ရေးရဲ့အဲကုန်သွယ်ရေးဟာတနှစ်တနှစ်မှာပေါ့နော်အကြမ်းပြင်းအပြင်ပြောလို့ရှိရင် US ဒေါ်လာအာ5 trillion လောက်ရှိတာဖြစ်ပါတယ်ရှင်5 trillion ဆိုတာအာကျွန်တော်တို့ တန်ပေါင်းတထောင်ရှိမှ1ဘီလီယံဖြစ်ပါတယ်ရှင့်ဘီလီယံပေါင်းတထောင်ထက်ရှိမှ1ထရီလီယံရှိပါတယ်ရှင့်အဲ့လိုထရီလီယံပေါင်း5ထရီလီယံပေါ့နော်အဲဒီဒီကုန်သွယ်မှုပမာဏရှိတယ်အဲ့ဒါကြောင့်မလို့ကျမတို့ဟာအိန္ဒိယနိုင်ငံများနဲ့နေဆက်ဖြတ်ကျော်ကုန်သွယ်ရေးဝန်ဆောင်မှုပေါ့နော်ဆိုလို့ရှိရင် BRI ပေါ့နော် BRI လို့ပြောရင်လူတိုင်းလည်းသိပါတယ်အဲဆိုလို့ရှိရင်ကျမတို့ BRI ရဲ့အစိတ်ပိုင်းဖြစ်တဲ့တရုတ်မြန်မာစီးပွားရေးဇင်းချံပေါ့ရှင့်အဲ့ဒီစီးပွားရေးဇင်းချံမှာ စီးပွားရေးစင်းချောင်ကျွန်တော်တို့တိဆောက်လိုက်ခြင်းအပြင်တရုတ်ပြည်ကနေပြီးတော့မှတကဘာလုံးကိုကုန်သွယ်တဲ့နေရာမှာအကျွန်တော်တို့မြန်မာနိုင်ငံကိုဖြတ်သွားပြီးလို့ရှိရင်ကြောက်ဖြူရေနဲ့စိတ်ကန်းနေပြီးတော့မှတင်မောလန်းနဲ့ပေါ့နော်ရေလန်းနဲ့အကျွန်တော်တို့တကဘာလုံးကိုကုန်ပစ္စည်းတွေဟိုကုန်သွယ်မှုတွေဆောင်ရွက်နိုင်တာဖြစ်ပါတယ်။ကဘာကုန်သွယ်ရေးစနစ်ကြီးထဲမှာကျွန်တော်တို့ပါသွားမှာဖြစ်ပါတယ်။ဒါဒါမျိုးလေးတွေဆောင်ရွက်ခြင်းနဲ့ပြီးလို့ရှိရင်အိန္ဒိယပေါ့နော်။အိန္ဒိယဆိုလို့ရှိရင်လည်းအိန္ဒိယမြန်မာအာထိုင်းလန်းပေါ့နော်။ဒီသုံးနိုင်ငံအာရှ highway တိဆောက်ခြင်းနေတာဖြစ်ပါတယ်ဘင်းစတက်ရဲ့အစိတ်ပိုင်းတစ်ခုအနေနဲ့ပြီးလို့ရှင်အိန္ဒိယနေဆောင်ရွက်နေတဲ့ဒီကလတန်မြစ်ဝမ်းစီမံကိန်းပေါ့နော်ကျမတို့မြန်မာနိုင်ငံတွဲမှာကလတန်မြစ်ဝမ်းစီမံကိန်းဒါတွေကိုကျမတို့ဆောင်ရွက်ခြင်းအပြင်အိန္ဒိယနိုင်ငံနေနဲ့ဒီနေဆက်ဖြတ်ကျော်ကုန်သွယ်ရေးလုပ်ငန်းနေကျမတို့ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်အဲဒီဒီအာဆီယံဘက်ကကြည့်လို့ရှင်လဲမြန်မာပြည်ကိုဖြတ်ပြီးမှအိန္ဒိယကိုရောက်မယ်အိန္ဒိယကိုဖြတ်ပြီးမှအရှိအလယ်ပိုင်းပေါ့နော် အရှိလက်ပိုင်းနိုင်ငံနေနဲ့ကုန်စီကူတန်းလို့ရမှာဖြစ်ပါတယ်။နောက်အဲ့လိုပဲကျွန်တော်တို့အိန္ဒိယဘက်ကကြည့်လို့ရှိရင်လည်းမြန်မာပြည်ကိုဖြတ်ပြီးတော့မှတရုတ်ပြည်ကိုလက်ရောက်မယ်ပြီးလို့ရှိရင်အဲကျွန်တော်တို့ဒီဒီအာဆီယံနိုင်ငံတွေကနေတည်းစေဟိုအရှိဟောပေါ့နော်ဒီဒီအဲအဲ East China Sea ပေါ့ရှင် East China Sea ဆိုတော့ နဲ့ဆောက်ချိုင်းနာစီဆိုတော့တောင်တရုတ်ပင်လယ်နဲ့အရှေ့တရုတ်ပင်လယ်အထိရောက်မှာဖြစ်ပါတယ်ရှင်။အဲ့လိုနဲ့ကမ္ဘာရဲ့ကုန်သွယ်မှုမှာကျမတို့ကအချက်ချာကြတဲ့နိုင်ငံပေါ့နော်။အရှေ့ကအရှေ့ကနေအနောက်တောင်ကနေမြောက်ပေါ့နော်။အဲကျမတို့ဒါလေးဆောင်ရွက်မှာဖြစ်ပါတယ်။ပြီးနိုင်ငံအတွင်းပိုင်းမှာနေဆက်ဒေသများတို့ချင်းကပ်ဆောင်ရွက်ခြင်းနဲ့တော့အခုဆိုလို့ရှိရင်ကျမတို့ကနေဆက်ဒေသတွေမှာမငိမ့်ချမ်းမှုမတည်ငြိမ်မှုတွေဖြစ်နေတယ်။ဥပမာမန္တလေးငလျင်ကြီးကိုပြန်လည်တည်ထောင်မယ်ဆိုလို့ရှိရင်ခုန BRI ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တဲ့ အဲတရုတ်မြန်မာစီးပွားရေးစင်ချံပေါ့နော်အပိုင်း၃ပိုင်းပါတာဖြစ်ပါတယ်အဲကျမတို့ကုမင်းကနေစပြီးလာလိုက်တာဒီကျမတို့ အာဒီရွှေလီထိရောက်ပါပြီရှင်ဒါတရုတ်ပြည်နယ်စရွှေလီမြို့ထိရောက်ပြီကျွန်တော်တို့ဒီဘက်မှာမြန်မာပြည်ဘက်ဆိုရင်မူဆယ်နဲ့မန္လေးရတပိုင်းမန္တလေးနဲ့ရန်ကုန်ကတပိုင်းမန္တလေးနဲ့ကြောက်ဖြူကတပိုင်းသုံးပိုင်းရှိပါတယ်အဲ့ဒါကိုကျွန်တော်တို့မန္တလေးကိုဗဟိုပြုတ်ပြီးတော့မှမန္တလေးကနေမူဆယ်ဘက်ကိုစောက်သွားမယ်မန္တလေးကနေရန်ကုန်ကိုတိဆောက်လာမယ်မန္တလေးကနေကြောက်ဖြူကိုတိဆောက်မယ်ပေါ့နော်အဲ့လိုငိမ့်ချမ်းတဲ့ဒေသနဲ့စပြီးတော့မှနိုင်ငံရဲ့အတွင်းပိုင်းကနေနေစဒေသတွေကို ဟိုချင်းကဆောင်ရွက်တဲ့နီလန်းနဲ့ကျမတို့ဆောင်ရွက်သွားကြတာဖြစ်ပါတယ်အဲ့လိုဆောင်ရွက်ခြင်းအပြင်ကျမတို့မြန်မာနိုင်ငံရဲ့အဲဒီပထဝီစီးပွားရေးမဟာဗျူဟာကိုကျမတို့ဂျေးဆွဲဆောင်ရွက်ခြင်းနဲ့ကျမတို့ကအဲဒီခုနကလို့အဲဘေးတင်ဘေးတင်ဘေးတင်ဆိုတာပရိပခဘေးအလွန်အပီလို့ရှင်တဘာဝဘေးအလွန်နေပြန်လဲတိဆောက်ရေးကိုကျမတို့ဆောင်ရွက်သွားနေတာဖြစ်ပါတယ်။အဲ့ဒါကြောင့်မလို့ကျမတို့ပြည်သူ့ရှေ့ဆောင်ပါတီကို အာဒီနိုင်ငံရဲ့စီးပွားဖွံ့ဖြိုးတိုးတက်မှုပေါ့နော်ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့အသားစင်မြေဆက်အကျိုးခံစားရဖို့အတွက်ဆောင်ရွက်မဲ့ပါတီဖြစ်တဲ့အတွက်အကျွန်တော်တို့ပြည်သူ့ရှေ့ဆောင်ပါတီကိုမဲပေးတင်ပါတယ်လို့ကျွန်မအရှင်းလင်းတင်ပြအပ်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင် PPP PPP